လုံးမင်္ဂလာပါဒီနေ့မှာတော့ကမ္ဘာအကြီးဆုံးလျှက်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla နဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါ Tesla ရဲ့ဝင်ငွေဟာဒီနှစ်ပထမ3လပတ်အတွင်းမှာ80ရာခိုင်နှုန်းအထိထိုးချသွားခဲ့ပါတယ်ဒီအခြေအနေတွေကြောင့် Tesla ရဲ့ CEO ဖြစ်သူ Elon Musk ဟာ American သမ္မတဟောင်း Donald Trump ရဲ့အဆိုအရနဲ့ပတ်သက်မှုကိုရှော့ချဖို့စဉ်းစားနေတယ်လို့ New York Times သတင်းမှာဖော်ပြထားပါတယ်။ဘာကြောင့် Tesla ရဲ့ဝင်ငွေဒီလောက်ထိကျဆင်းသွားရတာလဲ။ အဓိကအကြောင်းရင်းတွေကိုလေ့လာကြည့်ရအောင်ပထမတစ်ချက်ကတော့ကုမ္ပဏီရဲ့အယောင်ကျဆင်းမှုပါပဲဒါအပြင်နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့တုံ့ပြန်မှုတွေနဲ့ပြိုင်ဆိုင်မှုတွေတိုးလာတာကလည်းအဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်2023ခုနှစ်ရဲ့ပထမ3လပတ်မှာ Tesla ဟာ1.4ဘီလီယံဒေါ်လာဝင်ငွေရရှိခဲ့ပေမဲ့ဒီနှစ်ရဲ့အလားတူကာလမှာတော့409တန်းအထိပဲရရှိခဲ့တာကိုတွေ့ရှိရပါတယ်ညူယောက်တိုင်းရဲ့အဆိုအရ Tesla မှာ model အစ်စ်တွေမရှိသေးတာ BYD လို့တရုတ်လျှက်စစ်ကားထုတ်လုပ်သူတွေရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ Elon Musk ရဲ့သမရထရန့်အပေါ်ပွန့်ပွန့်လင်းလင်းထောက်ခံမှုတွေကြောင့်ကုမ္ပဏီရဲ့ကုန်သတင်းကိုထိခိုက်စေခဲ့တယ်လို့လည်းဆိုကြပါဗျာ။ အီလွန်မတ်စ်ရဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်မှုတွေဟာ liberal worry တွေနဲ့အလေအလတ် worry တွေကိုစိတ်ပြက်စေခဲ့ပြီးတော့ကမ္ဘာတဝမ်းမှာဆန္ဒပြမှုတွေအထိဖြစ်ပေါ်ခဲ့တာကြောင့် Tesla ကားတွေရဲ့ဝယ်လိုအားကိုကျဆင်းစေခဲ့တယ်လို့လေလာသုံးသပ်သူတွေကပြောကြားခဲ့ပါတယ်။ Tesla ဟာဈေးကွက်တန်ဖိုးအရကမ္ဘာပေါ်မှာတန်ဖိုးအကြီးဆုံးကားထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ်ဆက်လက်ရပ်တည်နေပြီးတော့ American လျှက်စစ်ကားအယောက်မှလည်းဥဆောင်နေဆဲဖြစ်ပါတယ်။ ဒါပေမဲ့2024ခုနှစ်ဒီဇင်ဘာလကစပြီးတော့၎င်းရဲ့ share ဟာထက်ဝက်နီးပါးကျဆင်းခဲ့ပါတယ်။ Elon Musk ဟာ Tesla အပြင် SpaceX လူမှုကွန်ရက် X နဲ့ AI ကုမ္ပဏီ XAI တို့ကိုလည်းဦးဆောင်နေတာကြောင့်သူရဲ့အာရုံစူးစမ်းမှုဟာလုပ်ငန်းနဲ့ပဲအမျိုးမျိုးမှာရှိနေပါတယ်။ဒါကြောင့်ရင်းနှီးနှုတ်နှံသူတွေကပို့ပြီးစိုးရိမ်လာကြပါတယ်။ Elon Musk ကတော့သူဟာတမရထရန့်ရဲ့အစိုးရလုပ်ငန်းတွေမှာတပတ်ကိုတရက်ဒါမှမဟုတ်နှစ်ရက်သာပါဝင်တော့မယ်လို့ပြောကြားထားပါတယ်။ ဝေဖန်သူတွေကတော့ Tesla ရဲ့အဓိကလုပ်ငန်းအပေါ်ပိုပြီးအာရုံစိုက်ဖို့သူ့ကိုတိုက်တွန်းနေကြပါတယ်။ကမ္ဘာစီးပွားရေးမှာမရေရာမှုတွေများလို့နေလို့ဆိုပြီးတော့ Tesla ကဒီနှစ်ရဲ့ကြံရှိတဲ့ကာလအတွက်အယောင်နဲ့အမျက်ခန့်မှန်းချက်ကိုထုတ်ပြန်ဖို့ညှင်းဆိုထားပါတယ်။ဒါအပြင် Tesla ဟာတရုတ်မော်တော်ကားကုမ္ပဏီတွေတွင်မကဘဲနဲ့မျက်စစ်ကားမျိုးစုံကို ပုံမူထုတ်လုပ်လာတဲ့ General Motor, Volkswagen နဲ့ ခွန်တိုင်းတို့လိုမျိုးမော်တော်ကားထုတ်လုပ်သူတွေနဲ့ရှင်မြိုင်ယာမှာလည်းဈေးကွက်ဝယ်စုကိုတဖြည်းဖြည်းဆုံးရှုံးနေပါတယ်။ အရင်တုန်းကအီလွန်မတ်စ်ဟာသူ့ရဲ့တက်ဆာကုမ္ပဏီဟာဒီဆယ်စုနှစ်ကုန်မှာတိုယိုတာထက်အရေအတွက်နှစ်ဆပိုများတဲ့တစ်နှစ်ကိုကားအစီးရေ20တန်းရောင်းချဖို့မျှော်လင့်ခဲ့ပါတယ်။2023ခုနှစ်မှာတက်တသမ8တန်းအထိတိုးတက်လာခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်မှာတော့ကားအစီးရေတက်တသမ9တန်းပဲရောင်းချခဲ့ရပြီးတော့2025ခုနှစ်ရဲ့ပထမ3လပတ်မှာတကမ္ဘာလုံးရောင်းအားဟာအရင်နှစ်ကထက်7300ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပါတယ်။ဆိုတော့တက်ဆာရဲ့ဝင်ငွေအခုလိုထိုးကျသွားတဲ့အခြေအနေမှာအီ ီလွန်မတ်စ်ဟာသူ့ရဲ့အာယုံစူးစိုက်မှုကိုတက်စလာရဲ့လုပ်ငန်းအပေါ်ပို့ထားမလားဒါမှမဟုတ်နိုင်ငံရေးနဲ့ဆက်နွယ်မှုကိုဘယ်လိုလျှော့ချသွားမလဲဆိုတာကတော့စောင့်ကြည့်ရမှာပါပဲပရိသတ်တွေရောဒီပေါ်မှာဘယ်လိုမြင်လဲဆိုတာ comment မှာရေးသားပေးခဲ့ကြပါအောင်နော်ဒီနေ့ရဲ့စိတ်ဝင်စားစရာကောင်းတဲ့သတင်းကိုအဆုံးသတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်